လော်ရယ်လော်ရယ်ခုဘက်မှာတင်ခိုင်းထားတယ်ကိုရင်းတင်လိုက်အောင်လို့မင်းလေးသိလားပို့ထားပြီခုဘက် page မှာတင်ထားတဲ့ဘူးလေးတွားကြည့်ကြည့်နော်တင်ထားမယ်တင်ထားမယ် TikTok မှာတော့တင်ထားပြီးသွားပြီခုဘက် page မှာတင်ထားမယ်တော်တွားကြည့်ကြည့်နော်ပြီးရင်တင်ပေးထားမယ်နော်ဆိုတော့မင်းညပြီးလင်းလောက်တာလေ god so god မကြည့်လိုက်ကြည့်လား ခလိုးတော့ကလတ်တော့တစ်တော့မှာကျမတုံးတဲ့အဖက်ဆိုပြီးနာမည်ကြီးကြီးနေဟလားအဖက်တိုင်းရလေလူတွေကတယောက်နဲ့တယောက်နဲ့တုံးမှုမရကြအောင်နော်ဘာဖြစ်လို့လဲဆိုတော့လေကိုမျက်နာကြနေကျမကြတော့လေကျမမျက်နာမပြောက်သွားတဲ့အဖက်ပဲတုံးရဲကျမမျက်နာပြောက်သွားတဲ့အဖက်ဆိုကျမမတုံးရဲဘူးနော်အဲ့ဒီအဖက်ကလေးကကြတော့ကျမမျက်နာမပြောက်သွားဘူးအဲနည်းနည်းလေးတူပါလေဟို မျက်နှာလေးပို့ပြီး smooth သွားတာပေါ့လေအဲ့ဒါပေါ့လေအဲဘယ်အဲ့ဒါပါမယ်ဟိုအများကြီးမနှာခမ်းလေးညခမ်းညဆိုးရဲဆိုရင်နှာခမ်းညလေးမှာလက်လက်ကလေးဖြစ်သွားစီနေမျက်လုံးအောင်လက်လက်ကလေးမျက်လုံးအောင်လက်လက်ကတိတ်မသိတာဘာဖြစ်လဲကျွန်မလည်းမျက်လုံးအောင်အလက်ဆိုးတဲ့သူဆိုတော့လေမျက်လုံးအောင်လက်လက်ကလည်းတိတ်မသိတာပေါ့အဲ့တော့ကိုယ့်မျက်နှာမပြောင်သွားတဲ့ဘာဖြစ်လဲကျွန်မတို့ကကြတော့ effect ကိုမျက်နှာပြောင်အောင်သုံးလို့မဖြစ်ဘူးနော်အဲနာမည်ကြော်ကြားလူသိများတဲ့သူဆိုတော့ ဟုတ်လားကဲချစ်ပင်ပေါအောင်လေးပြောလိုက်အောင်မယ်နော်อืม ထက်ပြီးတော့မှလေအဲ့ဒီပီလင်းလောက်တာရင်ပြီးတော့ skin care လူးသွားတာရင်လူးပြီးတော့မှကျွန်မပြန်ပြီးတော့မှလုပ်ပြန်မနေညတော့နေအဲ့ဒါမျက်နှာတက်ပြီးတော့အကဲလုံးလာအောင်မဒီဘူးကလည်းမဖောက်ရသေးတာကြာပြီဆိုပြီးတော့မှအဲ့ဒါလေးပီလင်းလောက်တဲ့ဟာလေးမဝယ်ပြီးနေရပြီးခဲ့တဲ့ခောက်ပန်ခောက်ဆိုဘလောက်လောက်တောင်ကြာလေ၄၅လောက်တောင်ရှိနေနော်ဝင်လာပြီးနေရမလုတ်ဖြစ်တာပေါ့အဲ့တော့လုံးလိုက်တော့ तू ကလေ음 ပင့်လေးပင့်မှာပျောင်ပျောင်လေးအဲ့လိုလေးပါပါလေးပဲအဲ့လိုလေးမျက်နှာအနှံ့လေးဒီလိုလေးပဲလူရတာကျွန်တော်တို့ကြံတဲ့ပီးလင်းနေလို့ဒီလိုတွန်းရတာမျိုးမဟုတ်ဘူးသိလားတွန်းရတာမျိုးမဟုတ်ဘယ်နဲ့သူကလေးပါပါလေးအဲ့လိုလူပြီးတော့မှ15မိနစ်လောက်နေရတယ်15မိနစ်လောက်နေပြီးရင်ွေးလေးနဲ့ရင်ွေးချက်သိမ်းပြန်လေးနဲ့ပေါ့စေးချရတယ်စေးချပြီးသွားလို့ရှိရင်ကျွန်မတူနာလေးပြန်လူတယ်အဲပြီးရင် skin care လေးသူလူနေကြ skin care လေးပြန်လူပေါ့နော်ဆိုရဲခါကြတော့ အာအားနဲ့ဒီနေ့ရေချိုးကန်ကြီးကြိလိုက်တဲ့ခါကျတော့မျက်နှာလေးမနေ့တိတာတယ်လို့ချွေးပေါက်ကလေးတွေကျင်းသွားတယ်မဲဆက်ကလေးတွေတင်းတိတ်ကလေးတွေသူကရှိရတည်းဆိုလဲတတ်ပါတယ်လို့ပြောတာပေါ့နော်အဓိကတော့ကျွန်တော်တို့ကတော့ချွေးပေါက်ကျင်းသွားတာမျိုးပိုလိုချင်တာပေါ့ကိုကတော့ကျန်တာဘာမှမရှိဘူးဆိုတော့လေ သူက glycolic acid ပါတဲ့ခါကျတော့ချွေးပေါက်ကလေးကြီးကျင်းတာပေါ့နော်ချွေးပေါက်ကလေးကြီးကျင်းတော့ဘာဖြစ်ဆိုမျက်နှာပိုပြီးတော့မှဂလိုဂလက်ဖြစ်တာပေါ့ဒါဆိုရင်ဒါ natural အသားအရည်ပဲ natural အတိုင်းပဲဂလိုဂလက်ဖြစ်တာပေါ့နော်ဆိုတော့အခုက almond thin effect ကအရင်နာမည်ကြီးနေနော်ဆိုတော့ effect ကြောင့်မလို့ဂလိုဂလက်ဖြစ်တာမဟုတ်ဘူးငကိုနေကဂလိုဂလက်ကဖြစ်တယ်နော် effect သုံးရင်တော့မှနည်းနည်းလေးပိတ်သွားသေးတယ်ငကို natural အသားအရည်ပျောက်သွားသေးတယ်အရင်နေစမှုဖြစ်သွားပြီးတော့မှငကိုဂလိုဂလက်တာပျောက်သွားသေးတယ်ငကို original အသားကိုနေသူကဂလိုကလက်တယ်။ကျမတို့ကလည်း effect သုံးနေဆိုရင် TikTok မှာလည်းနိ။အာ Janet speech တွေဆိုကျမ effect မသုံးပါဘူးနော်။တချင်းလေးရေနဲ့လှလာပေါ့ပါဆိုတင်ညာကြီးလည်း effect ဆိုတော့ကိုလည်း effect လေးပေါ့လေ။ဆိုရဲခါကျတော့သုံးတဲ့ခါကျတော့ ကိုမျက်နာရိုးမပြောက်သွားတဲ့ effect ကိုပဲသုံးပါတယ် effect တိုင်းကလူနဲ့မလိုက်ဘူးတချို့ effect တွေဆိုကျမမဟုတ်တော့ဘူးတခြားမျက်နာကြီးဖြစ်သွားသိလားအဲ့တော့ကိုမျက်နာမပြောက်ဘူးပေါ့ကျမသုံးတဲ့ effect လေးဆိုကျမအတွက်ဆိုရင်ပေါ့နှာခမ်းလေးမှာလက်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 လေးဖြစ်သွားတယ်အဲနောက်တစ်ခါမျက်လုံးပေါ့နော် ်မျက်လုံးအောင်လေးလက်လက်လက်ဖြစ်တယ်အဲ့ဒါကကျတော့သိပ်မထူးစားဘူးပြီးတော့ကျမကလည်းကျမမျက်လုံးကငကိုနေကကျမအောင်မှာလက်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 ကလေးစိုးတတ်တဲ့သူဆိုတော့မျက်လုံးလေးလက်လက်လက်ဖြစ်တယ်နောက်တစ်ခါ eyeliner လေးမှာသူကဒီလိုလေးအနာကော့တာလေးပါတယ်အဲဒီလိုလေးပေါ့လေဒီလိုလေးဒီနားလေးမှာကော့ကော့လေးပါတယ်အဲ့ဒါလေးပို့ပါသွားတယ်ဒါပဲနောက်တစ်ခါမျက်နှာလေးနည်းနည်းလေးပို့သွေသွားသလားပေါ့နော်ကျမတို့ကမျက်နှာနည်းနည်းပြေးတယ်ဆိုမျက်နှာလေးနည်းနည်းလေးပို့လုံးသွားသလိုလေးဖြစ်သလားပေါ့မျက်နှာအရိုးမပြောက်သွားအောင်ဆိုတော့ ကိုရီကျတော့မျက်နှာအယိုးမပြောက်တဲ့ effect ကိုသုံးမှပဲအဆင်ပြေတယ်။ဘာဖြစ်ဆိုအောင်မြင်ကြော်ကြားလူတီများတဲ့သူဆိုတော့လေမျက်နှာပျောက်သွားလို့မဖြစ်ဘူး။ကိုမျက်နှာအတိုင်းလူတီမှဖြစ်မှာလေဟုတ်တယ်လား။ effect ကြီးရင်လည်းလှပြီးအပြင်ကတော့ဟွန်းဆိုဖြစ်မှာဆိုလို့အဲ့တော့ကိုမျက်နှာပျောက်သွားလို့မဖြစ်ဘူး။အောင်မြင်ကြော်ကြားလူတီများတော့သူဆိုတော့ ဖြက်ဆက်ညက်တွေဖြက်ဆက်ညက်တွေအနာပဲဖြက်မယူနဲ့နော်သူများစေအောင်ရည်စရာပြောပြတာအဲ့တော့လေအဖက်သုံးနေဆိုရင်တော့ကိုမျက်နှာအဲ့တော့အဖက်တိုင်းကလိုက်တာလားဆိုမလိုက်ဘူးကျွန်내အဖက်တွေကျမသုံးကြည့်တယ်ကျမမျက်ကျမမဟုတ်တော့ဘူးသိလားအဲ့လိုမျိုးဆိုတော့အဲဒီကိုမျက်နှာမပြောက်ဘဲနဲ့နည်းနည်းလေးပို့ပြီးတော့မှအဆင်ပြေတာလေးကြတော့အဲ့ဒါလေးကအဆင်ပြေတယ်ပေါ့လေနော်အဲ့တော့ ခုနကစကင်ကဲလူတာလေးရအဲ့ဒီဒီဒီပီးလင်းလောက်တာလေးအဲ့ဘူးလေးဝယ်သုံးကောင်းတယ်လို့နော်နောက်နေကြတော့မှလူးတဲ့လူးပုံလူးနီလေးကျွန်တော်ထပ်ပြပေးမယ်နော်အဲ့ဒါလေးပြောချင်တာနော်အောင်မြင်ကြောကြောင်လူတီများတဲ့သူဆိုတော့နော်အဲ့လိုအာအဲ့လိုကိုမြက်ကိုမြက်တော်လဲကိုအသားကြမှာကျမတို့ Facebook ကတော့ effect မပါဘူးလीနော်ဟုတ်တယ်လား ။အိုး Facebook ကတော့ share နေ Facebook အခု live လွှင့်နေတယ်။ဘာအဖက်မှမပါအခုဒါဆိုဘာအဖက်မှမပါဟုတ်တယ်လား။ဘာအဖက်ကကျမ speech တွေဆိုလေကျောင်းကပြောတဲ့စကားလုံးတွေတန်ဖိုးကြမှာဆိုလို့အမလေး effect တွေပြီနေတယ် effect တွေဘာတွေပြီနေလဲလို့မသိဘူး။အဲ့လိုတွေဖြစ်မှာဆိုလို့ကျမ speech တွေဆိုကျမဘယ်တော့မှ effect မပါဘူး။ကျမ Facebook က live တွေလေဒါအခုဆိုဒါ live တဲမှာမြင်နေရဆိုဘာအဖက်မှမပါဘူးเนาะ။ဆိုတော့အာသူစပါ

诶，高昂嘞，木英啊嘞，诶，公手车，哪里白做？一家贵。一家贵。 ဲတရေ၆တဲ့ဘန်ကောက်ဖို့တဲ့တဲ့ဒီမှာတို့ရဲ့နိဗ္ဗိမေရတရေတရေ၆တဲ့ဘန်ကောက်ဖို့တဲ့ထွေးပြောလိုက်တန်နေပြီတရေ၆တဲ့ဘန်ကောက်ဖို့တဲ့ဟမ်။ဓာကြီးကြည့်ပါ။ဘာလို့ပြ။ဘယူးမမြင်အောင်ဘယူးဘလောက်တက်လဲ။ဟုတ်တယ်။ဘူးလောက်ထား။

ောစောစစ်စစ်ငါတို့ရဈေးရောင်းကောင်းတော့မယ်ဟုတ်ပါလေချမ်းနော်နဲ့ဘာမျိုးတွေတုံးဟိဘာမျိုးတွေတုံးဟိဘာမျိုးတွေတုံးဟိရိုင်းဆိုင်မျိုးတွေလားဟိရိုင်းဆိုင်မျိုးတွေတက်လာတာလားဟိမောင်းထုတ်ကြဟေးရိုင်းဆိုင်မျိုးတွေကိုမောင်းထုတ်ကြဟေးမိမနိုင်ဖမနိုင်အရိုင်းဆိုင်မျိုးတွေစလုံးပေါင်းအောင်မှန်အောင်မပေါင်းတတ်တဲ့အောက်တန်းစားတဲ့တိုက်ကိုမောင်းထုတ်ကြဟေး เนาะစလုံးပေါင်းတော်မှန်အောင်မပေါင်းတတ်ဘူးကြံနဲ့အတွေးခေါ်ဉာဏ်ရင်မြင်မဖို့တော့မပြောနဲ့တော့เนาะချမ်းတော့စလုံးပေါင်းတော်မှန်အောင်မပေါင်းတတ်တဲ့ဟာကဘယ်နယ်လောက်လာပြီးတော့မှ လူရဝင်ကျင်နေတာတော့เนาะ စလုံးပေါင်းမှန်အောင်ပေါင်းစလုံးပေါင်းမှန်အောင်ပေါင်းပြီးမှပြန်လာခဲ့ဟုတ်ပြီလားမလေးအဲမြန်မာမတန်မြန်မာတန်ရုပ်တမျိုးမြန်မာဟုတ်ပါနော်မြန်မာမြန်မာလည်းမတန်ရင်မမြင်ရအောင်ကိုလေးရေလီစာဖျောက်ဖို့လည်းမလုပ်ရဲလို့လီစာလုံးလိုက်ဖို့လည်းမလုပ်ရဲလို့မြန်မာနေစာတော့ရုပ်တမျိုးနော်မြန်မာနေစာအဖွားကြီးဖြစ်သွားတာပေါ့ဒါပေမဲ့မြန်မာမပါရင်စာတွေကမမြင်ရအောင်อืม မမမတိတ်နာနိုင်နိုင်မမတိတ်နာနာညာအတူတူပဲတင်သမီးတို့တင်နာနာပြီးတော့မှသူတို့တောင်းတော့မှတောင်းပေးမယ်သမီးတို့ပဲတင်နာနာသူတောင်းတော့မှတောင်းပေးမယ်ဟုတ်ကဲ့လို့တယ်ပြောလားဟုတ်ကဲ့လို့သာပြောထားတာတော့ကဘယ်လိုလဲဒီနေ့အရမ်းကလေးကဒီနေ့ကလာမှုရယ်ဟုတ်ပါဇလုံးဝိုင်းတီးကြဟဲ့တောထုတ်မယ်တောထုတ်မယ်ဟုတ်ပါ ဒိုးတွေကလည်းဆိုင်းကြီးပေးဖို့တောင်မတန်ဘူးဒိုးတွေဆိုင်းကစိန်ဆိုင်ရွှေဆိုင်ငွေဆိုင်ဆိုတော့လေအဲ့လိုမျိုးအောက်တန်းစားတွေတောထုတ်ဖို့တွေဒိုးတွေဆိုင်းဝိုင်းနေတာမတန်ဘူးเนาะနော်ဆိုးရယ်သိလားမိဘနဲ့ပြောရင်လည်းမိဘနင်းထိုင်နေအောင်ပအောင်မယ်သိလားเนาะအဲ့လိုကဲဒီမှာကြည့် no effect no filter တွေ့လား natural ကိုအဖတ်ဒီပေါ်လိုက်နော်တိုင်းကမကောင်းတော့ဘူးเนาะ အဖက်မပါမင်းနဲ့တို့တွေ့လားကျွန်မခုဘက်မှာတင်ထားမယ်အဲ့ဒီဟာလေးသုံးကြည့်ကြည့်နော်ကောင်းတယ်သိလားပြီးလင်းလောက်တာလေးနိအဲ့မြန်မပိုင်းလဲနှားတယ်လေရုံမတူတာပြောတာကိုလင်းအကောင့်နေဘယ်နဲ့နေတော့တင်ဒီဆွဲပြီးလေးချောက်လုံးရောက်ပြီတိလား K နဲ့တခု I နဲ့နှလုံး J နဲ့တော့ ်မှဒီပြရင်ပြပြမကျိုးနဲ့တော့ဆွဲပြတာနှစ်ခုပဲထွက်နောက်မှလေးလုံးထွက်စီးလက်ထွက်ထားအောက်ကအောက်ကခြေနဲ့ခြေနဲ့ပုံလို့ရအောက်ကအောက်ကအောက်က size က size က ordinary 4140ဆိုတော့နည်းမှုပေါ့0.41ဆိုတော့ပါ40လောက်လဲပါ40ကျော်ပြည့်ရောပြည့်အောက်ကဆိုင်းစ်ကကျွန်တော်ပြောမယ်ဟိုကလေဟိုကိုဝဲသူတွေကိုလည်းတိရောက်အောင်လို့ပြပြရနော် ကျမတို့လေဒီမြောင်ကျမဒီကိစ္စလေးနည်းနည်းလေးတော့ရှင်းမှရမယ်သိလားနည်းနည်းလေးတော့နည်းနည်းလေးတော့ရှင်းချင်တယ်ဗီဒီယိုတင်ပြီးရှင်းရမလားဒီတိုင်းရှင်းရမလားမသိဘူးနော်ဒီတိုင်းမရှင်းလိုက်ပါမယ်ရှိနေတဲ့သူတွေသိပေါ့ဗီဒီယိုတင်ပြီးရှင်းရင်အရန်ကျေပြတ်သွားမှာဆိုလို့နော်ဟိုဥစားလေအရန်ကျေပြတ်သွားရင်တော့ကြာနင်းထိုင်ရင်းနဲ့ဟိုတစ်ဖက် site ကနေပြီးတော့မှကျမဘာဖြစ်တယ်ညာဖြစ်တယ်ဖြစ်ပါအောင်မယ်နော်ဒါပေမဲ့ဒါကပြောဖို့လိုအပ်လို့မလို့ပြောရတာနော်ဆိုတော့အခုကျမတို့ စိန်နေရောင်းနေကြတယ်ပေါ့နော်0.4တော့0.41တို့ဆိုပြီးတော့မှငါးမှုဆိုပြီးရောင်းကြတယ်ငါးမှုမဟုတ်ဘူးနော်ငါးမှုပြေဖို့နည်းနည်းလိုတယ်လို့ပြောမှမှန်မယ်သိလားအဲ့တော့လေဗီဒီယိုပဲတင်လိုက်တော့မယ်ဘာဖြစ်စော့ခဏခဏရှင်းရမယ်နော်အများများသိတော့လေညများကွက်ကိုကျန်တာတော့ဆုံးဖြတ်ပေါ့ဟုတ်တယ်လားကျန်တာတော့ ကျွန်တော်တို့ကောက်ကိုဆုံးဖြတ်เนาะကျမတော့ဗီဒီယိုပဲတင်ရှင်းလိုက်တော့မယ်ဘာဖြစ်လို့လဲဆိုတော့မဟုတ်ဘူးဆိုလို့ရှိရင်အခောက်ခောက်အခါခါဖြစ်နေမှာဆိုလို့အဲ့တော့ကျွန်တော်တို့စိတ်မှလည်းအခုဈေးကွက်ထဲမှာပေါ့ဒါကတော့ဝယ်သူတွေအနေနဲ့ knowledge အနေနဲ့သိထားဖို့ကျမလည်းလေစကားတခွန်းပြောတယ်ဆိုရင်အာအမှန်ဘက်ကနေပြောတာများပါတယ်เนาะများပါတယ်69ရာခိုင်နှုန်းဒီကျမအမှန်ပဲပြောပါတယ်เนาะဆိုတော့ဒါပေမဲ့ကျမမှန်တာပြောရင်မှန်မှန်တာ လုတ်တဲ့ဘက်ကကျွန်မကို fight တာပေါ့နော်ကျွန်မကိုမကြိုက်ဘူးပေါ့ဟုတ်တယ်လားကျွန်မကကောင်းတာပြောရင်မကောင်းတာလုတ်တဲ့ဘက်ကကျွန်မကိုမကြိုက်ဘူးပေါ့နော်အဲ့တော့အဲဆိုတဲ့ခါကျတော့ဘယ်မလွတ်ဘူးပေါ့လေနော်မလွတ်ဘူးအဲ့ဒါအင်းအကျွန်မတို့မိဘတွေရလေလေအဲ့ဒါခက်တယ် comment တွေဆိုတော့ like ဖတ်ပြီးတော့မှလေ comment တွေဖတ်ပြီးသွားလို့ရှိရင်မပြောနဲ့တော့ဘာမှမပြောနဲ့ low profile နဲ့နေတယ်ကျွန်မ ကျမလည်းလက်လွန်ချက်သွန်နေဖြစ်နေဘယ်လိုလို့ low profile နဲ့နေလို့ရတော့လဲကိုလုံးတဲ့အလုံးနဲ့ဟာလေ low profile နဲ့နေလို့မရတော့ဘူးပေါ့နော်အဲ့လိုပြောပေါ့ကိုက low profile နဲ့နေတယ်ဆိုပေမဲ့လေကို video တွေပြန်ပြီးတော့မှကုတင်ကြရင်အဲပြန်ပြီးတော့မှလုံနေကြတဲ့အချိန်မှာကျမကဘယ်လိုမှ low profile မဖြစ်နေတော့ဘူးပေါ့နော်ဆိုတော့ အဲ့ဒါမနေ့ကပဲစာရှည်ရောက်လာကျမဖေကကျမကို low profile နဲ့နေတယ်ဘာမှမပြောနေနဲ့ဆိုတော့အေးမပြောနေမဲနေတော့လဲမညာဘူးပေါ့နော်တခါတလေကြာလဲအဲ့လိုပဲပြောရင်ကိုကပြောပြီးမယ်ရှင်းပြပြီးမယ်ရှင်းပြတဲ့ဟာကိုနားလည်မှုလွဲပြီးတော့မှလူတွေကမြောင်လူပေါင်းမြောင်များစွာဆိုတော့ကြိုက်တဲ့သူလည်းရှိတယ်မကြိုက်တဲ့သူလည်းရှိတယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးဆိုတော့လဲခတ်သားလာဒါပေမဲ့အဲ့ဒါကြီးကျမတော့တက်ကြီးမဆိုင်ပါဘူးကျမပြောသင့်ပြောလိုက်တာပဲကျမပြောရမှာပေါ့နော်ဆိုတော့ ဒါလီနဲ့ပတ်သက်လို့လည်းကျွန်မဒါလီနည်းနည်းလေးပြောချင်တယ်ကျွန်တော်တို့ခုစိန်စည်းကွက်ထဲမှာဆိုရင်ကျွန်တော်တို့ရောင်းနေကြတာရှိတယ်အဲ့တော့ကိုယ့်ရဲ့ marketing နဲ့ကိုပေါ့နော်ကိုပစ္စည်းကိုရောင်းရရေးရတော့ပြောချတာပေါ့အဲ့တော့ပြောရင်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 နဲ့ဘာဖြစ်လာလဲဆိုတဲ့ခါကျကျွန်တော်တို့ကမတက်တည်နည်းနည်းလေးသွေးဖီလာတာပေါ့နော်သွေးဖီလာရင်ဆိုတော့ကျွန်တော်တို့ကစိန်ရဲ့အလင်းချိန်ဟာနော်တင်ရည်ဒီကို0.9ကလပ်ရှိတယ် တရက်ဒီကို0.9ကလက်ရှိတယ်0.9ကလက်ရှိတယ်ဒါဆိုရင်ငားမှုဆိုရင်0.9ရဲ့တဝက်ဆိုရင်0.45ကငားမှုပေါ့ဟုတ်တယ်နော်0.45ဟာငားမှုပေါ့ဟုတ်တလားတရက်ဒီဟာ0.9ကလက်ရှိတယ်နော်ကလက်ချိန်နဲ့ဆိုရင်0.9ကလက်ရှိတယ်အဲ့တော့ငားမှုလို့ခေါ်ရဆိုလို့ရှိရင်0.45ပေါ့ဟုတ်တယ်နော်အဲ့တော့ရွှေတစ်ချက်သားမှာ16ပဲရှိတယ် ငါးမူးသားဆိုရင်တဝက်၈ပဲပေါ့ဟုတ်တယ်နော်ခုနှစ်ပဲနဲ့၃ရွေးတို့ခုနှစ်ပဲနဲ့၄ရွေးတို့ဆိုရင်ငါးမူးလို့ပြောလို့မရအောင်လीငါးမူးနီးပါးလို့ပဲပြောလို့ရတယ်ရွှေမှလည်းဟုတ်တယ်လားအဲ့တော့ကျွန်တော်တို့စိန်မှလည်းဒီလိုပဲ0.45ဒီငါးမူးဒါပေမဲ့ကျွန်တော်တို့ sin တော်တော်များများတွေ့နေတယ်0.4 0.41ညိုငါးမူးငါးမူးငါးမူးဆိုပြီးတော့มาပြောင်းရောင်းနေ အဲ့တော့0.45ငါးမူရောင်းတဲ့သူနဲ့0.4 0.41ကိုငါးမူရောင်းတဲ့သူများဈေးကွာနေတယ်ဒါပေမဲ့သူတို့ကငါးမူလို့ပဲပြောရောင်းတာအဲ့ဒီကမသိဘူးလေအဲ့ဒီကမသိတဲ့ကကြတော့ဥပမာသဘောအပေါ့0.45နဲ့ငါးမူသမားက20ရောင်းနေဆိုပါစို့သိန်း20ရောင်းနေဆိုပါစို့ဥပမာနော်သူတို့က0.4 0.41ကို သူကကလတ်ချိန်နဲ့မပြောဘဲနဲ့သူတို့ကငားမှုလို့ပဲသူတို့ကပြောပြီးတော့မှဘာပြော15သိန်းလောက်နဲ့ရောင်းမယ်အဲ့တော့အေးဒယ်ရီရဲ့အမြင်မှာကြတော့ဟဲ့ငားမှုကိုဒီဆိုင်က30ဒီဆိုင်က15သိန်းဒီဆိုင်ကဈေးများတယ်ဒီဆိုင်ကဈေးသက်ပါတယ်เนาะဒီလိုတွေဖြစ်တယ်အဲ့တော့တကယ်တကယ်အေးဒယ်လက်ထဲကိုရောက်တဲ့အချိန်မှာသူက0.45မရဘူး0.4 0.41မရဘူး ဲ့တော့0.4 0.41ဒီငားမှုမပြည့်သေးဘူးเนาะငားမှုနှီးပါလို့ပဲပြောလို့ရတယ်ငားမှုလို့ပြောလို့မရဘူးအဲ့တော့ကျမတို့စိမ့်ဆိုင်တော်တော်များများမှာအဲ့ဒီပုံစံမျိုးလေးနဲ့ရောင်းနေတာလေးတွေတွေ့တယ်အဲ့တော့မှန်မှန်ကန်ကန်နဲ့ပြောင်းရောင်းနဲ့ 0.45ကို8ရက်လက်ထဲကိုထည့်ပြီးတော့မှပေးနေဆိုင်တွေကမတော်မတရားဈေးတွေဖြစ်နေတယ်လို့လို့ဈေးတွေများနေတယ်လို့ဖြစ်နေပြီးတော့မှ0.4 0.41ကိုငါမှုပြောရောင်းနေသူတွေကပဲတတ်သားနေတယ်လို့လုံးအဲ့တော့0.4 0.41ဒီငါမှုမဟုတ်သေးဘူးငါမှုနှီးပါလို့ပဲပြောလို့ရတယ်ငါမှုမဟုတ်ဘူး0.9ကျမတို့ကဘာမှာ standard နဲ့ဆိုတော့အတိအကျဆို0.91ကလတ်ချင်းဒီတရက်ဒီ ဲ့တော့ရဒီဝတ်ဆိုလို့ရှိရင်0.45အတိအကျရှိတယ်။အဲ့တော့ကလတ်ချင်း0.45ရှိမှဒါလင်ငားမှုလို့ပြောလို့ရတယ်။0.4 0.41ဒီအញ្ញံဝေးသေးရဲ့ငားမှုနဲ့နော် 0.44ငားမှုပြောရဲဆိုကျွန်မလက်ခံလို့ရသေးတယ်43လောက်ကိုငားမှုပြောရဲဆိုရင်လက်ခံလို့ရသေးတယ်เนาะဒါလည်းငားမှုနီးပါးပဲဖြစ်တယ်ငားမှုမဖြစ်သေးဘူးအဲ့တော့0.4လောက်ကိုငားမှုပြောတယ်ငားမှုပြောပြီးရောင်းတာကြတော့ကျွန်မတို့မလိမ့်တပတ်နဲ့လောက်တာပေါ့เนาะမလိမ့်မလိမ့်တပတ်နဲ့လောက်ပြီးတော့မှဒါအိတ်တွေကိုနည်းနည်းလေး twist လုပ်တယ်လို့ပဲကျွန်မကပြောပြရစီဒါလေးသိရအောင်လို့အဲ့တော့ကျွန်မတို့က same 0.9ကလပ်မှာတရည်တည် တရတီမှာ B20 တကလက်ကိုတရတီနဲ့2 B ရှိတယ်ဒါဆိုရင်တွက်လို့ရပြီเนาะအဲ့တော့တ B မှာ8စိတ် Okay ပြန်ပြောမယ်เนาะမှတ်ထားမယ်เนาะဆိုတော့0.9ကလက်ကိုတရတီကလက်ချိန်ကနဲ့ယတီချိန်ဆိုယတီချိန်ကပုံများတယ်ဟုတ်ပြီเนาะ0.9ကလက်ကိုတရတီ တကလက်ကိုတရဒီနဲ့နှစ်ဘီတရဒီမှာဘီနဲ့ဆိုရင်ဘီ20တဘီမှာ၈စိတ်ရှိတယ်၈ပိုင်းရှိတယ်ကျမတို့က3ရဒီ6ဘီ50စိတ်ဆိုရင်ဒီဘက်မှာ9အပိုင်း8အဲ့လိုလေးရေးတယ်နော်အဲ6ရဒီ9ဘီနဲ့3စိတ်ဆို3 အပိုင်းအောက်ကရှစ်ကလေးနဲ့အဲ့လိုလေးရေးတယ်ဟုတ်ပြီနော်အဲ့တော့ပြန်ပြောမယ်နောက်တစ်ခါ0.9ကလတ်ကိုတရက်ဒီတကလတ်ကိုတရက်ဒီနဲ့2ဘီတရက်ဒီမှာဘီ20တဘီမှာရှစ်စိတ်ရှိတယ်โอเคเนาะဒါဆိုရင်တွက်လို့ရပြီเนาะအဲ့ဒါဆိုရင်ဘဲဟာဒီကလတ်ချိန်ဘလောက် ကလတ်ချိန်ဘလောက်ဆိုရင်ဘနဲ့ရည်တီဘယ်ဟာဆိုရင်ဘနဲ့ရည်တီလို့ခေါ်တယ်ဆိုပြီးတော့မှဒါတွက်နီးလေးနဲ့ဒါဆိုရင်လှုပ်တက်လောက်ပြီလို့ကျွန်မမျှော်လင့်တယ်เนาะအဲ့တော့ဒါလေးကိုပြောချင်တာခုန0.4တွေကိုငားမှုဆိုပြီးပြောရောင်းတဲ့ကိစ္စလေးကိုနည်းနည်းလေးပြောချင်တာเนาะငားမှုနီးပါပဲဖြစ်သေးတယ်โอเคเนาะသဘောပေါက်ပြီเนาะ